ဆိုတော့ဒါလေးက butterfly pose လို့ခေါ်တာပေါ့နော်။ယောဂ pose ခြားရတော်တော်များများတော့သူကသဘာဝတရားရဲ့ ဒရိစန်နေအပင်နေသူ့ရဲ့အမြည်တွေကိုသူ့ရဲ့သဘာဝတွေကိုထည့်ထားတဲ့သဘောမျိုးပဲဆိုတော့အခု butterfly ကဒီဒူကောင်းလေးကိုအတောင်ပန်းခတ်မှာဆိုတော့ခြေောက်နှစ်ဖက်ကိုခြေပွားနှစ်ဖက်ကိုဆုထားတယ်ပြီးလို့ရှိရင်လက်ချောင်းချင်းချင်းချိန်တယ်ရတဲ့သူပေါ့နော်ချိန်ပြီးတော့မှတချို့ကကြလဲဒီလိုမျိုးမရဘူးဆိုရင်ဒီတိုင်းလေးပဲခြေခြေမိုးလေးပဲကင်လို့ရတယ်ဆိုတော့ချိန်လို့ရတဲ့သူကချိန်ပြီးလက်မလေးနှစ်ခုကို crossing ထားမယ်ဒီနေရာမှာအဓိကအရေးကြီးရတော့ကြောပြင်းကြီးဒီလိုကြီးကုန်းမနေဖို့ပဲကြောလေးကို ရင်ညွန်လေးကိုရှေ့ကိုဆွဲထုတ်လိုက်မယ်။ပခုံးလေးကို relax ပြီးရင်ကြိုးလေးဖြောင်းမယ်။ဒါရပါပြီဆိုလို့ရှိရင်ဒူကောင်လေးကိုလက်ပြာလေးအတောင်ပံခတ်တယ်လို့ခတ်မယ်။ဆိုခတ်နေတဲ့အချိန်မှာစိတ်ကိုဗေနာထားရမလဲ။ Bring your mind to your tailbone ထိုင်ရဲ့နေရာမိညောင်ယူနေရာလေးမှာစိတ်ကလေးကိုပို့ထားရင်အဲ့နေရာမှာဘလို့ခံစားနေရလဲဆိုတာလေးကိုသတိထားကြည့်ပါ။ You can feel that a little bit of pressure ဒီမီးညောင်ရုံနေရာလေးမှာ pressure လေးတစ်ခုရှိနေတာကိုခံစားရလိမ့်မယ်။ပေါင်ရင်းပိုင်းလေးတွေကိုအလုံးလုံးပေးနေတယ်။ဒီချိန်မှာကုတ်မြက်မျက်နှာကိုသတိထားကြည့်မယ်။မေးရီတင်းနေလား၊ကရင်ထဲမှာရှာကတင်းနေလား။ဒါလေးတွေကတစ်ခုခုခန္ဓာကိုယ်က challenge တစ်ခုခု ကြုံရတဲ့အချိန်မှာ react ပေါ့နော်။ခန္ဓာကိုယ်ကပြုတ်တတ်တဲ့အနေထားလေးတွေသတိထားကြည့်ပါ။မျက်နှာလေး relax ဒါလေးကိုခဏလေးလှုပ်တန်းလေးလေးညောင်းလာပြီဆိုလို့ရှိရင်နားကျင်နေတဲ့စိတ်ကလေးကိုသတိထားကြည့်ပါပြီးရင်ဖြည်းဖြည်းလေးညင်လိုက်မယ်ညင်လိုက်တဲ့အချိန်မှာမျက်လုံးလေးမှိတ်ပြီးတော့မှ feel your body feel your energy ကိုယ်ကညင်သွားပြီမယ်လို့လဲခန္ဓာကိုယ်မှာ energy တွေဆက်လက်လက်ပတ်နေတာကိုခံစားကြည့်ပါ